ရတဲ့အလုံးမင်းမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကျဆွန်လာရပါရှင်စကောက်ဆောင်မင်းအောင်လိုင်ဟာထိုင်းနိုင်ငံဘင်စတက်ထိပ်တည်အစည်းအဝေးကနေညတွင်ချင်းပြန်လည်လာခဲ့တယ်လို့သိကြပါဗျ။ထိုင်းနိုင်ငံမှာအရှင်ပြန်လက်ခံကျင်းပနေတဲ့စတ္ထမအချိန်မြောက်ဘင်စတက်ထိပ်တည်အစည်းအဝေးစကောက်ဆောင်မင်းအောင်လိုင်အာအီဗီလာ၄ရက်နေ့ညပိုင်းကထိုင်းနိုင်ငံကနေမြန်မာနိုင်ငံသို့ပြန်သွားခဲ့တယ်လို့သိကြပါဗျ။ ထိုက်တိအစီအဝင်မပြီးဆုတ်ခင်မှာထိုင်းနိုင်ငံဒရမောင်းနေစိတ်ပဲနဲ့တဆင်ညတွင်ချင်းစင်နိုင်ရွေးနေပြီးတော့ရှိတပ်ပရိုဒီစိတ်တို့ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ Best အစီအဝင်ညီလာခံကိုအေဘီလာ၃ရက်နေ့နဲ့၄ရက်နေ့နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီးအိန္ဒိယထိုင်းနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံခွန်းနိုင်ငံကအကောင်ဆုံးများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ မူလပြန်ရန်သတ်မှတ်ထားခြင်းရဲ့မှာအပိလ9ရက်နေ့နနက်ပိုင်းတွင်ဘန်ကောက်မြို့မှာနေပြည်တော်သို့ပြန်လည်ထွက်ခွာရန်သတ်မှတ်ထားခြင်းဖြစ်တော်လည်းပဲအပိလ10ရက်နေ့ညတွင်ချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာခြင်းဖြစ်ပါれအာနာသိစခေါဆောင်မေယောနိုင်ကိုပင်းစတဲ့အစီဝေးကျင်းပရာဘန်ကောက်ရှန်ကီလာဟိုတယ်မှာလဲထိုင်းတက်တိုပထမနေ့ကျောင်းသားတို့ကတကူတော်ဆန်တပ်ပြခဲ့ပါသေးတယ် ်ခြားနိုင်ငံတွေအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့စကောက်ဆောင်မြန်မာလာကိုဖန်ဆင်းနိုင်ရင်အာဂျင်တီးနားတရရောက်ကနေတစ်စိအပီပီဆိုင်ရဲ့ရက်တပ်ဖွဲ့အင်တာပိုကို BRO UK ကအစာဖို့တောင်းဆိုထားဖြစ်ပါတယ်ဘစ်တက်အဖွဲ့ဝင်များမှာဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းဒိရိလင်္ကာဘူတန်နီပေါနဲ့မြန်မာတို့ပါဝင်ပြီးတဆန်ရနိုင်ငံကောက်ဆောင်များကတက်ရောက်ဆွေးနွေးခဲ့ကြတဲ့ကဏ္ဍပေါင်းစုံဆွေးနွေးရေးအစည်းအဝေးတစ်ခုပြန်ကြောင်းတရှိရပါတယ်။ဂျိုင်းတက်ဆက်ပေးမှုကျွန်မတို့ကကြာနာကိုပြောပါရှင်။အပင်နာဆင်မအတွေ့အကြုံနဲ့ကျေးဇူးတင်ရှိပါရှင်။